ပထမဆုံး cloud သုံးဖို့အတွက်ဆိုလို့ရှိရင် remote desktop app application ရှိဖို့လိုအပ်ကြပါတော့ပထမဆုံးအဲပြီးလို့ရှိရင် remote desktop ဆို app ကိုဖွင့်လိုက်ပါဖွင့်ပြီးဆိုလို့ရှိရင်ခတိုင်းပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်က remote desktop အသစ်သုံးမှာဖြစ်တဲ့အတွက် cloud အသစ်သုံးမှာဖြစ်တဲ့ app ဆိုနေလိုက်ပါပြီးလို့ရှိရင် pc s ကိုထည့်နေမယ်ဒီ pc name နေရာမှာကြာတော့ကျွန်တော်တို့ရဲ့ ip address ကိုထည့်ပေးရမှာဖြစ်ပါတယ် ip address ကကြာတော့သူတို့ပေးတဲ့ ip address ကိုထည့်ပေးရမှာပါ IP address ကိုထည့်မယ်ပြီးလို့ရှိရင် display name ကျတော့ကျွန်တော်ထားချင်တာတခုကိုပေါ့နော်ကျွန်တော်ကတော့ဟိုပေါ်ဟိုပေါ်ထားလိုက်ပြီးလို့ရှိရင် save ဆောင်နေလိုက်ပါမယ်ပြီးလို့ရှိရင်ဒီခုလိုမျိုးလေးပေါ်လာမှာပေါ့နော်ပြီးလို့ရှိရင်ဒါကိုဒီလက်တစ်ချက်ထောက်လိုက်ပါဒီနေရာမှာကျွန်တော်ပေးမှာ username နဲ့ password နဲ့ပြန်ဝင်ရမှာဖြစ်ပါတယ် username ကကျတော့ dmini s t r a t o r administrator ရဲ့ password ကကျတော့ လို့ရှိရင် password username နဲ့ password ရိုက်ပြီးဆိုလို့ရှိရင်ခဏခဏလိုက်ပါဒီခဏစောင့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ cloud ထဲကိုရောက်သွားပြီဖြစ်ပါတယ် cloud ထဲမှာကျွန်တော်တို့ cloud desktop စာပြီးတုံးလို့ရပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်